ဘွားရဲ့ profile ဆက်ကောင်းတဲ့နေရာတောင်း EOD ဘဏ်ရဲ့ MP credit card နဲ့ဖြတ်ထားပါတယ်။ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ဒီနေ့တော့တူတူထားနိုင်တယ်။မင်္ဂလာပါခင်ဗျာ။လေဗန်ရုပ်တန်ရဲ့ football focus season အတွက်ဆိုပါရယ်။ကျွန်တော်ဒီညရှင်ပြန်ကစားမယ့် Euro 2016ပြိုင်ပွဲရဲ့ဥစုတီပွဲစဉ်ဖြစ်တဲ့ Spain နဲ့ Czech တို့ရဲ့ပွဲစဉ်ကိုကိုနေငွေငင်းရကိုကျော်ကျင်တို့ရဲ့သုံးသက်တဲ့ပြမှုနဲ့တို့ကျွန်တော်ကျော်သူမြေကပူပေါင်းပါဝင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နော်ဝေကိုကြောင်းရင်းမင်္ဂလာပါဗျာမင်္ဂလာပါဟုတ်ပရမတ်တို့ညခုနှစ်နိုင်ခွဲမှာကစားမယ်စပိန်နဲ့ချက်တွေပွဲတင်နေကျွန်တော်ဥစားနော် ုနှစ်နှစ်ရစပိန်သင်းရဲ့ယူရိုချီစပွဲဖြတ်သန်းခဲ့ပုံလေးကိုပြောပြရပါတော့စပိန်ကဒီယူနော်ဖကချစ်ပွဲမှာအထူးကအသင်းကြီးတိုင်ဘက်တွေကစလိုဗက်ကီးယားနဲ့အတူကြတယ်ဖြူရင်းနဲ့ကြတယ်အုပ်စုမှာဆယ်ဘောက28မှာရတယ်ကိုးဘောက်တော့နိုင်တယ်ပေါ့နော်ပုံစံကောင်းနဲ့ဖြတ်သန်းခဲ့လို့ပြောအောင်ပေါ့ဟုတ်ကဲ့ပါခုကြောင့်ချက်တင်ရဲ့ယူရိုချီစပွဲဖြတ်သန်းခဲ့ပုံလေးကိုပြောပါဦးဟုတ်ကဲ့ချက်တင်ကတူရကီနယ်သာလန်တို့လို့အင်္ဂါဝင်နေပါတော့ဟုတ်ကဲ့အုပ်စုကြတယ်အုပ်စုက6နယ်လို့တော့ပြောလို့မရဟုတ်ကဲ့မတူက အိုက်တန်တွေကိုကြော်ပြီးမှအဆုပို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဆယ်ဘွဲကစားရတယ်သူ22မှန်ရခုနှစ်ဘွဲနိုင်ခဲ့တယ်ပေါ့ဟုတ်ကဲ့ကဲကိုနေနွေဟိုကစပိန်သင်းရဲ့လူခင်းချင်းနဲ့သူရဲ့ကစားပွက်လေးကိုလည်းနည်းနည်းလေးသုံးသပ်ပြီးပါအဓိကတော့စပိန်ကလေးသုံးသုံးပဲကစားမှာပဲလေးသုံးသုံးကစားမှာကိုသမားနေရာမှာတော့ဒီကီကတော့မဖမ်းပါဘူးဘောနော်သူမှဒီပုံပုံကြီးပြဿနာကြီးလည်းရှိတယ်ဒီသတင်းနေနဲ့အဲခြေတော်မှာအဓိကသုံးခဲ့ကာစီလက်စ်ပဲကစားမှာလို့ထင်တယ်ဒီလေးသုံးသုံးမှာခံစစ်အထိုင်ကိုအပီကေနဲ့ Ramos Ramos ရမယ်ဒီ fiber ကတော့ဒီ Jordi Alba တည်ရတယ် Aspilicueta နဲ့ Hanfran Hanfran ထုတ်ဖို့များတယ်ဟုတ်ကဲ့ဒါတော့ပြောလို့မရအောင်နည်းပြရ Aspilicueta ကိုလည်းကြိုက်တယ်အကွင်းလယ်မှာတော့ Busquets အထိုင်နဲ့ Iniesta ကိုကြည့်ပေါ့ဟုတ်ကဲ့အဲ့ဆက်မှာအဓိကတော့ Morata ပွဲထွက်လာမှာပေါ့ဟုတ်ကဲ့ပါကိုကျော်ရင်ချက်တင်ကစားကွက်လေးကိုပြောပါဟုတ်ကဲ့ချက်တင်ကတော့4231ပါเนาะဒီနေ့တုံးတင်နဲ့ပွဲထွက်မယ်အဲခန်းဆက်မှာသူရဲ့ဒီ Steve Vogt တို့ Catalan တို့ အာဝိုင်းရဲ့နောက်ခံလူတွေပဲဟုတ်ကဲ့အာခုနကမှာတော့ Rosaski ရတာဘာလို့မတေချာသေးဘူးဗျဟုတ်ကဲ့ပါအဲသူဒါပေမဲ့သူရဲ့ Rosaski နဲ့ခက်ပြိုင်ပါတော့နော် Plastic တို့ဘာလို့ပါလာမယ်အဲဒီနောက်ဒီဘက်ကညာတောင်မန်းပါတော့နော်အဲ Top Girl ဆိုရဲအဲဒီတောင်မန်းကတော့ဒါချက်တင်ရင်ဒါအဓိကစားသမားလို့ပြောလို့ရဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာခုနကဒီပွဲရဲ့30ချက်ဒီပွဲပေါ်ခုနကဒီ30ချက်လေးပြောပါဦးအဲ ခြေပွဲတွေမှာရလက်ကောင်းမယ်နောက်ဆုံးခြေသွမ်းပွဲတွေမှာတော့စပိန်ရဲ့အခြေအနေသိအားရသာမရှိဘူးဒီဘာဂိုရီးယားတပွဲကိုဖိုးပြနိုင်တယ်ပေါ့နော်ဘယ်ခုစီမှာဘော့စ်နီးယားနိုင်တယ်ဟုတ်ကဲ့တန်းနဲ့၃တန်းနဲ့၃ပွဲမှာတော့တေးနှစ်ပွဲကြတယ်နောက်ဆုံးပွဲမှာတော့ဒီကမ္ဘာအဆင့်ပြ30ကျော်ကကျော်ချီအောင်လို့အသင်းမျိုးရှုံးသွားရှုံးသွားတယ်အဲ့ဒါဒီတော့ဒီစပိန်ရဲ့ဒီလက်ရှိခြေသွမ်းပိုင်းကတော့လည်းအားရစရာမရှိဘူးဟုတ်ကဲ့နောက်တစ်ချက်ကဒီစပိန်ရဲ့လူစင်းပေါ့စပိန်ရဲ့လူစင်းက ဒီနောက်ဆုံးဒီလို2008လောက်ကနေစတွေ့ရင်ဟုတ်ကဲ့ဒီပြိုင်ပွဲကအားအနည်းဆုံးလို့ပြောလို့ရတယ်ဟုတ်ကဲ့အဓိကကစားသမားတွေနားသွားတာနဲ့တချို့ကစားသမားတွေချိန်နဲ့ကြာလာတယ်ပြီးတော့ဟိုရွေးလာတဲ့ကစားသမားတွေကတကယ်နိုင်ငံတကာမှာပုံရိပ်နည်းနည်းတော့အရင်စပိန်လေးစင်တွေအဆင့်တော့မဟုတ်ဘူးဟုတ်ကဲ့နည်းနည်းအားနည်းနေပါတော့ဟိုခြေစွမ်းပိုင်းအရာတော့မဆိုးပါဘူးဘယ်လိုပဲဖြစ်ရစပိန်ရဲ့အချိန်ကနည်းနည်းတော့ကြာနေနောက်2014ကပလာရဲ့အချိန်ပေါ့2014ကပလာမှာလေဒီ စပိန်ကရုပ်ပြဆင်းပြထွက်ထားရတယ်ဟုတ်ကဲ့ဒီဖိအားပေါ့နော်ဒီ stress တွေ pressure တွေလည်းရှိနေမှာပဲဟုတ်ကဲ့နောက်တစ်ခုကစပိန်ရဲ့ဒီ Euro ပြိုင်ပွဲနောက်ဆုံးပြိုင်ပွဲကြီးဒီပြိုင်ပွဲမှာနောက်ဆုံးပြိုင်ပွဲကြီး sorry ပင်းနောက်ဆုံးပြိုင်ပွဲကြီး၃ပွဲရဲ့အဖွင့်ပွဲတွေပေါ့ဟုတ်ကဲ့အဖွင့်ပွဲတွေကတိတ်ပြီးတော့အချိန်တွေမလှအောင်ဆိုတော့ဒီပွဲမှာစပိန်ကဟိုအဲ့ဒီဖိအားလေးတော့ရှိမယ်ဟုတ်ကဲ့နောက်တစ်ခုကချက်ကလည်းမာတဲ့အတင်းဖြစ်နေတာပေါ့ဟုတ်ကဲ့ဆိုတော့စပိန် sorry အဖွင့်ကိုရရင်တော့ပြဿနာမရှိဘူး sorry အဖွင့်ကိုမရရင်ဒီချက်ရဲ့ တောင်ပန်းလေးဒီတောင်ပန်းလေးကကောင်းနေပြီးတော့ချဲ့အတင်းလိုက်မှာကြောပုံနဲ့ position base ကိုစပိန်လိုပဲခစားတတ်တဲ့ချက်ကလည်းပြီးတော့စပိန်နည်းနည်းအခက်ခဲဖြစ်နိုင်တယ်ပြီးတော့ဟိုနောက်ဆုံး conclusion နေနဲ့ဆိုရင်တော့စပိန်ကဒီဘက်ကိုဟိုနိုင်မယ်နိုင်မှုများတယ်ဒါပေမဲ့ကိုပြတ်ဖို့လို့မလို့ဒီ European ဘက်မှာအခုဂျာမနီကတော့ကျန်တဲ့အသင်းကြီးတော်တော်များများနိုင်တဲ့အသင်းတွေလည်းမကျင်နေတယ်ဒီပုံစံအတိုင်းပဲစပိန်လည်းပုံကတိကပဲနိုင်တော့မလို့ထင်ပါတယ်ပေါ့ဟုတ်ပါပြီဗျဒီကိုကြောင်ရင်ဒီဘက်ကကိုတွင်းရဲ၃၀ချက်လေးပြောပါဦးဟုတ် ချက်ကဒါအတင်းလိုက်ကစားပုံကောင်းတယ်ပေါ့နော်ဟုတ်ကဲ့စပိန်ကကြောက်တော့အခုသူကကစားရင်သူကတောင်ပန်ထက်ဒီအလဲရောပဲသူစုပြုံပြီးတိုးဖို့ရှိဒါပေမဲ့သူဇာဓမာတွေကစန့်ခိုင်မှုနေတယ်အရပုတ်ပဲပေါ့နော်အရနေနေပေါ့အနေနဲ့ခါကြတော့ဒီချက်ရဲ့မာဂျော်ရဲ့ကန်ဆက်ကဒါဖိုးဖောက်ဖို့ခက်ခက်ခဲနိုင်နေပေါ့နော်အဲတော့ကျွန်တော်ကတော့102 21တလောက်ပဲမှန်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ တော်တို့ခုပွဲပုံသက်တင်ပြပြသွားသလိုပဲကြန့်ရှိနေသေးတဲ့ပွဲစဉ်တွေကိုလည်းအခုလိုပဲဆက်လက်သုံးသက်တင်ပြပြသွားမှာဖြစ်ပါတယ်